နေပြီးတော့ဒီနေ့အာဘာလေးပြောပြချင်လဲဆိုတော့လူတွေကြားထဲမှာအချင်းချင်းအများဆုံးပြောကြပြီးတော့အဲ့ဒီအရာကကိုယ့်ရဲ့လက်တွေ့ဘဝမှာတကယ်အလုပ်ဖြစ်လားမဖြစ်လားအသုံးဝင်လားမဝင်လားဆိုတော့မစင်စားမိတဲ့အရာလေးတခုကို sharing လုပ်ချင်ပါတယ်။အဲ့တော့စိမ်းဒီအကြောင်းအရာကိုပြောလိုက်ရင်အာတချို့လူတွေနဲ့ဒါမှမဟုတ်တချို့ရဲ့အမြင်တွေနဲ့နည်းနည်းလေးအကန့်လန့်တိုက်တယ်လို့ဖြစ်မယ်။စိမ်းရဲ့ perspective ကိုပြောပြလိုက်ရင်ပေါ့နော်။ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာ တော့ဒါက တော်တော်လေးကိုအရှိတရားဖြစ်တယ်လို့စိတ်ကတော့ယူဆတယ်အဲ့တော့ဘာကြောင့်လဲဆိုရင် motivation ဆိုတဲ့အကြောင်းပါအဲ့တော့မြန်မာလိုပြောရရင်တော့စိတ်ခွန်အားလို့ပြောလို့ရမှာမသိဘူးပေါ့နော်အဲ့တော့တော်တော်များများကိုကအာစိတ်ညစ်နေတယ်ဆိုရင်အာစိတ်ခွန်အားပေးကြပါစိတ်တက်ကြနေလို့ဒါမှမဟုတ်အလုပ်အတူတူလုပ်တဲ့ team တွေအာ group တွေထဲမှာဆိုရင်လည်းအာ motivate လေးပေးကြပါကိုယ့်ရဲ့ ဒီ team leader စီကမူတီတောင်းရတာနဲ့ကိုယ့်ရဲ့အတူတူလုပ်တဲ့သူတွေစီကမူတီတောင်းရတာနဲ့ကိုယ့်ရဲ့တငယ်ချင်းတွေစီကမူတီတောင်းရတာနဲ့စသဖြင့်မူတီလေးပေးကြပါဆိုတဲ့အဥ္စာလေးကိုဆင်းကနည်းနည်းလေး sharing လုပ်ချင်တယ်အဲ့တော့ဒီ motivation တွေဒီစိတ်ခွန်အားတွေကဘဝမှာတကယ်လက်တွေ့အလုပ်ဖြစ်ရလားဆိုတာကိုစိတ်နဲ့အတူတူစဉ်းစားကြည့်လိုက်ရအောင်အဲ့တော့စိတ် ဆိုရင်လည်းဟိုငငယ်လေးတုန်းကပေါ့နော်ငငယ်တုန်းကဆိုတာတက်ကတူចောင်းသူဘုံကတော့အလုတ်ခွင်ဝင်ငါစားရတော့ဒါမှမဟုတ်ဒီအလုတ်ထဲမှာစူးစမ်းနေတဲ့အချိန်တွေပေါ့နော်အဲ့ချိန်တုန်းကတော့ဟို motivation တွေကိုအချိန်တစ်ခုအထိယုံကြည်ခဲ့ဘူးတယ်အဲ့တော့သူများကပေးတဲ့စိတ်ခွန်အားပေါ့နော်အဲ့တော့အောင်မြင်စေနီးလန်းနေတိုးတက်စေရင်းနီးလန်းနေအဲ့ဒီအရာတွေကိုဒါ speech တွေဟောပြောပွဲတွေဆိုလဲတော့ခဲ့ဘူးတာပဲအဲ့တော့ဒါတွေကရုပ်ထည့်နဲ့နားထောင်လိုက်ရင်တော့အရန်ကို energy တွေတက်ပြီးတော့အရန်ကိုစိတ်ဓာတ်တွေတက်ကြွပြီးတော့အာတကယ့်ကို အချိန်မိုင်းလာပိုင်းအတွင်းအောင်မြင်တော့မလို့ရှမ်းရှမ်းထောက်တော့မလို့အဲ့လိုမျိုးခံစားချက်မျိုးတွေလည်းဖြစ်ခဲ့မှုတယ်အဲ့တော့ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်ရတဲ့အခါမှာဘာဖြစ်လို့ motivation လိုချင်တာလဲဘာဖြစ်လို့စိတ်ခွန်အားလိုချင်တာလဲဆိုရင်ကိုဒီလက်ရှိဘဝကနေအနေထားပြောင်းချင်လို့အောင်မြင်ချင်လို့ transformation ဖြစ်ချင်လို့ change ဖြစ်ချင်လို့စသဖြင့်ပေါ့နော်ပို့ပြီးအောင်မြင်တဲ့အနေအထားပို့ပြီးအောင်မြင်တဲ့နေရာတစ်ခုကိုရောက်ချင်တဲ့သူ ရခိုင်နှုံးများတယ်ပေါ့အဲ့တော့ motivation တွေကိုမျှော်ကြတယ်ပေါ့ဒါပေမဲ့စိတ်လို့တတိမထားမိတာကအဲ့ဒီစိတ်ခွန်အား motivation ဆိုတဲ့အရာတွေဒီသူများစီကနေခဏတာလာတဲ့အရာဖြစ်တယ်ဆိုလို့ချင်တာကကိုကိုတိုင်း deep level ကနေပြီးတော့ကိုကပြောင်းလဲကြတာ ကိုကိုတိုင်းဒီပါ level ကနေထွက်လာတဲ့ energy အာကိုကိုတိုင်းရနေတဲ့တခြားစီရမဟုတ်ဖဲနဲ့ကိုယ့်ရဲ့ self motivation မဟုတ်ဖဲနဲ့ကိုကိုတိုင်းအကြောင်းတရားဖြစ်ပြီးတော့ကိုခန္ဓာသိသိပြီး and body ဖြစ်ပြီးတော့သိလာတဲ့အရာမျိုးမဟုတ်ဘူးဆိုရင်အရာအလုံးဟာလောကကြီးမှာခဏပဲခံပါတယ်အဲ့တော့တခါတလေမှာတော့ဒီတပားသူဆရာပေါ့နော်သူများဆရာရတဲ့စိတ်ပုံအားတွေ motivation တွေကခဏတာရေတူအတွက်တော့အသုံးဝင်ကောင်းဝင်လိမ့်မယ်ဒါပေမဲ့ ကိုက motivation ရနေတဲ့သူကလည်းကိုကိုတစ်ချိန်လုံးအနားမှာအမြဲတမ်းဟိုကြိရှုစောင့်ကြက်ပြီးတော့ပြောနေနိုင်မှာမဟုတ်တလို့24နိုင်9ရက်ကိုအနားမှာရှိနေမှာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကဘာဖြစ်တယ်လဲဆိုရင်သူများစီကရတဲ့ဒီ motivation တစ်ခုကကိုကအဲ့ဒီလူစီကမရတော့တာနဲ့ဒါမှမဟုတ်ရဖို့အခွင့်အရေးမကြုံတော့တာနဲ့မကြားရတော့တာနဲ့မသိရတော့တာနဲ့ ကိုကနေပြီးတော့အဲ့ဒီရထားတဲ့ motivation တွေကဝုန်းကနေပြန်ပြီးတော့ပြုတ်ကျတတ်တယ်လို့မျိုးကိုကဆဆချင်းမှာအစဉ်ပြေနေပေမဲ့လောကဒဏ်အမျိုးမျိုးကြုံလာလို့ကိုကပြိုလဲသွားတဲ့အခါမှာဒါမှမဟုတ်ကိုရှေ့ဆက်လို့မရတော့တဲ့အခါမှာလည်းအရင်တော့တတ်ထားတဲ့ motivation တွေကဝုန်းကနေပြန်ပြုတ်ကျသွားတာမျိုးကြီးလည်းရှိတတ်ပါတယ် ဲ့ဒီတော့စိမ့်လို့နေတဲ့ဒီ level အသီးသီးမှာအောင်မြင်တယ်လို့သတ်မှတ်ထားတဲ့သူတွေကိုကြီးလိုက်မယ်ဆိုရင်လည်းဘသူမဆိုအောင်မြင်တဲ့သူတိုင်းဒီအချိန်တိုင်း energy တက်နေတာမဟုတ်ဘူးအချိန်တိုင်း motivate ဖြစ်နေတာမဟုတ်ဘူးအချိန်တိုင်းစိတ်တက်တက်ကြွနေတာမဟုတ်ဘူးအချိန်တိုင်းရှန်းရှန်းတောင့်နေတာမဟုတ်ဘူးအဲ့တော့လောကဒဏ်၈ပါးဆိုတဲ့အတက်အကျတွေဒီလူတိုင်းကိုလာမှာဖြစ်တဲ့အတွက်အောင်မြင်တဲ့သူတွေစီကိုလည်းလာမှာပဲအဲ့တော့အဲ့ဒီလောကဒဏ်၈ပါးကို တိတိကြီးနဲ့ပေါ့နော်ဒီဖြည့်ရှင်းရတာလူအများရှိမှဖြည့်ရှင်းရတာရင်ဆိုင်ရတာရှိတယ်လို့ဘယ်သူမှမသိပဲလေကိုယ့်ကိုတယောက်တည်းကြိတ်ပြီးရင်ဆိုင်ဖြည့်ရှင်းရတဲ့ကိစ္စတွေလည်းရှိမှာပဲကျေးဇူးအများကြီးတင်ပါတယ်စိန်းကတော့ International Certified Life Coach Trainer နဲ့ Energy Healer Dr. စိန်းဖြစ်ပါတယ်